ခရိုနီတရေသမီးကိုယူမီလို့အောင်းငေါခံနေရတဲ့အောင်ရင်ချမ်းရဲ့ဖြစ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။2024ခုနှစ်မှာချစ်စစ်တွေ့ပြီးတော့လက်ထပ်ခဲ့တဲ့အောင်ရည်ချမ်းကတော့ပတ်စံရှိတဲ့သူကိုရှုမိလို့အခုဆိုရင်တော့မိမဖြစ်သူရဲ့အုံငေါတာကိုပါခံရရလေးဖြစ်ပါရစေ။အောင်ရည်ချမ်းရဲ့လက်ထပ်ပွဲကတော့ပရိသတ်ကြမှာခရီးထားခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပူပါရစေ။အခြေအနေပတ်သက်ရင်ဘာမှမပြောခဲ့ဘူးတဲ့အောင်ရည်ချမ်းတရားရုတ်တရက်အိမ်အောင်ပြုတ်လိုက်ချိန်မှာပရိသတ်တွေကြမှာခရီးထားခဲ့တဲ့ဖြစ်ပါနော်။အောင်ရည်ချမ်းက2024ရဲ့အနည်းစားမှာပဲပရိသတ်တွေကို surprise တိုက်ပြီးတော့ချစ်ရသူလက်ထပ် သွားခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ရုပ်တရက်ဆန်နဲ့သူ့ရဲ့မိန်းလာတဲ့င်းကြောင့်အားသင်ခဲ့ရတယ်လို့သူတို့သမီးရဲ့နောက်ကြောင်းကြောင့်လည်းကြည့်ရတွေထားခဲ့တဲ့အထိပါပဲ။မင်းသားအောင်ရဲ့ချက်ကတော့လူတီများပြီးတော့အောင်မြင်မှုအတိုင်းအတာတစ်ခုရှာထားတဲ့မင်းသားဖြစ်ပေမဲ့ကလေးမေတစ်ခုလက်ကိုလက်ထပ်လိုက်လို့ပရိသတ်တွေကြားမှာကြည့်ရထားတဲ့အဖြစ်ပါ။အောင်ရဲ့ချက်နဲ့ဇနီးဖြစ်သူမက်ခိုင်မာဝင်းတို့ကကွာဟမှုတွေအများကြီးပါပဲ။သူတို့ရောက်ကအသက်ရွယ်ကွာသလိုငွေကြေးချမ်းသာမှုနဲ့အိမ်တော်ရေးကွာချက်တွေလည်းရှိကြပါသေးတယ်။ အသက်ရွယ်ရဆိုရင်တော့မက်ခိုင်မာဝင်းကအောင်ရည်ချမ်းတဲ့ဆိုင်အသက်နှင်းငယ်ကြီးနေရလေးဖြစ်ပါသည်။ပရိသတ်တွေကတော့သက်ရွယ်ကွာဟပါမိ။သူတို့နှစ်ဦးလက်ထပ်ပွဲကိုပရိသတ်တော်တော်များကခုံပြုခဲ့ကြပါမိ။အမျိုးသမီးကကလေးမေတယောက်ဖြစ်နေတာကိုတော့ပရိသတ်တွေကသဘောမတွေ့ခဲ့ကြပါဘူး။ အောင်ရည်ချမ်းကတော့တယောက်ပေါ်တယောက်တကယ်ချစ်ကြတဲ့ချစ်သူတွေမလို့ချစ်သူတဒံလေးနှစ်ကျော်မှလက်ထပ်လိုက်တာဆိုပြီးတကယ်ချစ်ကြောင်းပြောခဲ့ပေမယ့်ပရိသတ်တွေကတော့မယုံခဲ့ကြပါဘူးအောင်ရည်ချမ်းကချစ်စင်းနဲ့ချစ်တယ်ဆိုပြီးပြောနေပေမယ့်ကလေးမိကိုလက်ထပ်လိုက်တာဝင်မဲ့လို့ဆိုပြီးတော့ဝေဖန်ပြောဆိုကြတဲ့အထိပါပဲပရိသတ်တွေဝေဖန်ချစ်စရာကောင်းအောင်လေသူတို့နှစ်ယောက်ရဲ့အခြေအနေကကွာဟနေရတော့အသေးကြပါပဲအောင်ရည်ချမ်းကမပြေလည်တဲ့မိသားစုဘဝကနေလာခဲ့သူတယောက်ပါ အနုပညာလမ်းကြောင်းပေါ်ကိုဆောက်ရောက်တော့ကဆိုရင်လည်းနမရဖို့အောင်မြင်ရဖို့အသေးတင်ကြိုးစားခဲ့ရလေးဖြစ်ပါသည်။သူကမိသားစုကိုထောက်ပံ့နိုင်ဖို့အနုပညာလုပ်တွေလုပ်ရဲအစွမ်းကိုကြိုးစားနေကြတာကိုပရိသတ်တွေကသိပြီးသားပါပဲ။သူကမိဘတွေကိုအိမ်ထဲနေနေအောင်အလုပ်ကိုတက်စီနေစီးသွားပြီးတော့သွားခဲ့ပါသည်။ မိသားတယောက်ဖြစ်ပေမယ့်မိသားစုဆင်ပြေဖို့အဓိကထားပြီးတော့လုပ်ပေးတဲ့အောင်ရင်ချမ်းကတကယ်တမ်းလက်ထက်ချိန်မှာအချစ်တဲ့ငွေကိုကြည့်တာဆိုပြီးတော့ပြည်သက်ကြားမှာပြောစရာဖြစ်ခဲ့တာလည်းဖြစ်ပါရည်ပြည်သက်တွေကတော့အောင်ရင်ချမ်းတယောက်ကလေးမိကိုလက်ထက်တာခရင်တတိမလို့လက်ထက်တာဆိုပြီးတော့လက်ခံထားတာပါအောင်ရင်ချမ်းရဲ့မြို့သမီးကတော့အမှုပညာလောကမှာပိုင်ဆိုင်မှုများတဲ့ခရိုနီမာလေးတယောက်ပါသူကရွှေစီတော့ရှုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ဖြစ်တယ်လို့လွတ်မီဒီယာလို့ညူရိုရဲ့ဖောင်ဒါတူလေးဖြစ်ပါရည် ဲ့လိုမျိုးချမ်းသာတဲ့ခရိုနီပိုဂျူစာတယောက်ကိုလက်ထပ်လိုက်တာကအချစ်ကြောင့်မဟုတ်ဘူးငွေမဲ့တာဆိုပြီးတော့အလုပ်ကဝေဖန်ခဲ့ကြတာပါငွေမဲ့လိုကလေးမေကိုယူရဲဆိုပြီးတော့ပြောခံနေရတဲ့အောင်ရည်ချမ်းကတော့အခုဆိုရင်မိမဖြစ်သူအောင်ငေါတာခံနေရလို့မရက်ကတယောက်ဆိုပြီးတော့ပြောဆိုနေကြပါပြီရုပ်တီကြီးနဲ့မြင်နေတဲ့တဲ့အောင်ရည်ချမ်းရဲ့အမျိုးသမီးကအခုဆိုရင်တော့အောင်ရည်ချမ်းကိုစိတ်ဆိုးပြီးတော့အောင်ငေါနေပြီလဲဖြစ်ပါတယ်အောင်ရည်ချမ်းကတော့ဇနီးတဲ့ကိုစလွန်ပြီးတော့အောင်ငေါခံလိုက်ရတာပါအောင်ရည်ချမ်းဟာခီးဆောင်အိပ်ပြနေတဲ့ဇနီးကိုစနောက်ချင်တဲ့စိတ်နဲ့ခီးဆောင်အိတ်ကိုဖွာခဲ့တာလေးဖြစ်ပါ ါရီဇနီးဖြစ်သူကတော့အောင်ရချမ်းရဲ့စာနာမှုကိုမခံနိုင်ပဲထပြီးတော့အော်ဟစ်ပြောဆိုခဲ့တာမလို့ပြည်သက်ချာမှာဝေဖန်ခံနေရတာလေးဖြစ်ပါရီပြည်သက်ချူကတော့ဇနီးမောင်နဲ့ချာမှာအခုလိုစာနောက်တာပုံမှန်ပဲဆိုပြီးတော့နားလည်ပေးကြပေမဲ့ပြည်သက်ချူကတော့ခရိုနီကိုလက်ထပ်လိုက်လို့အခုလိုနှိမ်ခင်ရတာဆိုပြီးတော့ဝေဖန်တန်ချူလေးထွက်ပေါ်လာနေပြီလေဖြစ်ပါရီဟုတ်ကဲ့ပါအခုလိုဆက်ဝေစာဝေတင်းင်းကြောင်းရတွေပြင်နောက်ထပ်လည်းဥပညာရှင်တွေရဲ့ဆက်ဝေစာစရာကောင်းတဲ့တင်းင်းကြောင်းရတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်